င်္ဂလာပါရှင် ကျမတို့ရဲ့မိုးလေဝသသတင်းချန်နယ်လေးကကြိုဆိုလိုက်ပါတယ်။2025ခုနှစ်မေလအတွင်းမိုးရွာသွန်းနိုင်ခြင်းကြိုတင်ခံမှန်းတနင်္လာရီတိုင်းမွန်ပြည်နယ်၊ကရင်ပြည်နယ်၊အေရဝတီတိုင်း၊ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊ကယားပြည်နယ်၊ရခိုင်ပြည်နယ်၊မကွေးတိုင်း၊နေပြည်တော်၊မန္တလေးတိုင်း၊စကိုင်းတိုင်း၊အလဲပိုင်းနဲ့အောက်ပိုင်းရှမ်းပြည်နယ်တွေမှာ2025ခုနှစ်မေလအတွင်းနှစ်စဉ်ရွာသွန်းမြေအထက် အများဆုံး30မီလီမီတာမှ20မီလီမီတာအထိမိုးပုံမိုးရွာသွန်းနိုင်ပြီးကချင်ပြည်နယ်ကချင်ပြည်နယ်နှင့် ထိဆက်လျက်ရှိသော ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအချို့နှင့်စကိုင်းတိုင်းအထက်ပိုင်းဒေသအချို့နှင့်နာဂကိုဝိုင်အုပ်ချုပ်ခွင့်ရဒေသတွေမှနှင့်စင်ရွာသွန်းမြေမိုးရေချိန်ခန့်သာမိုးရွာသွန်းနိုင်ပါမည် ်လက်ရှိအချိန်မှာဖြစ်ပေါ်နေသည့်အချိန်အခါမဟုတ်မိုးရွာသွန်းခြင်းများသည့်မေလ၄ရက်နှင့်နောက်ပိုင်းတွင်ခေတ္တရက်တန့်သွားနိုင်ပြီးမေလ၁၀ရက်နောက်ပိုင်းတွင်တနင်္လာရီတိုင်းမှစတင်၍မုတ်တုံမိုးဥရွာသွန်းခြင်းစတင်နိုင်မည်ဟုခန့်မှန်းရပါသည်။တနင်္လာရီတိုင်းနှင့်ထိစပ်လျက်ရှိသောမွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင်တရက်ခန့်နောက်ကျပြီး မေလ17ရက်နောက်ပိုင်းတွင် မုတ်တုံမိုးဦးစတင်ရွာသွန်းနိုင်မည်ဟုခန့်မှန်းပါသည်။တနင်္လာရီတိုင်းရဲ့ မုတ်တုံမိုးဦးရွာသွန်းနိုင်တဲ့အခြေအနေက24နှစ်အတွင်းနှစ်လက်မခွဲခန့်အထိမိုးများနိုင်ပါမယ်။ကြိုတင်ခန့်မှန်းချက်အရမေလ13ရက်မှ15ရက်အတွင်းမြန်မာနိုင်ငံတောင်ပိုင်းတနင်္လာရီတိုင်းသို့အနောက်တောင်မုတ်တုံလေးစတင်ဝင်ရောက်နိုင်ကြောင်းတွေ့ရပါသည်။ခန့်မှန်းချက်အရထိုအချိန်တွင်မင်္ဂလာပင်လယ်အော်တောင်ပိုင်းနှင့် ကပလီပင်လယ်တို့တွင် မုတ်တုံလေးအားကောင်းနေမည်ဖြစ်ကြောင်းလေတိုက်နှုန်းတနအီ38မိုင်ခန့်ရှိနိုင်ကြောင်းတွေ့ရပါသည်။ မြန်မာနိုင်ငံအလဲပိုင်းဒေသများဖြစ်တဲ့မန္တလေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊အောက်ပိုင်းနေပြည်တော်နဲ့မကွေးတိုင်းဒေသကြီးတို့မှာယခုရက်ပိုင်းနဲ့အချိန်အခါမဟုတ်မိုးများမိုးရွာသွန်းနေသလိုမိုးရွာရက်ကယနေ့မှ၅လပိုင်း၄ရက်နေ့အထိမိုးရွာရက်ကျန်ရှိနေပါသေးသည်။၅လပိုင်း၅ရက်နေ့မှ၁၀ရက်နေ့အထိမိုးပြက်ပြီးပြန်လည်ပူပြင်းလာဖို့ရှိပါသေးတယ်။ အနောက်တောင်မုတ်တုံလေသည်မြန်မာနိုင်ငံတောင်ပိုင်းဒေသများသို့ရခင်ခံမှန်းထားသည့်ရက်ထက်၂ရက်မှ၃ရက်ခန့်စော၍ဝင်ရောက်နိုင်ပါသည်မေလ၄ရက်နေ့နောက်ပိုင်းတနင်္သာရီတိုင်းဒေသကြီးမှလွဲ၍မြန်မာတပြည်လုံးရာသီလူသားရာပြီးငိုးအတင်းတင်းသာအုံနေပါလိမ့်မယ် မေလာတရမရှင်းရနေ့ထိနေပူနိုင်ပေမဲ့လေဒေတာအချို့မွန်လွဲပိုင်းညနေခင်းအချိန်တွေမှာဒေတာအချို့မိုးရွာသွန်းနိုင်ပါတယ်။တနင်္သာရီတိုင်းကရင်ပြည်နယ်နှင့်မွန်ပြည်နယ်ဒေတာတွေသာ မေလာ၁၀ရက်နေ့နောက်ပိုင်းမြမတပြည်လုံးတိုင်းနာနေဆိုရင်မိုးပြန်ရွာလာမယ်။အထူးသဖြင့်တနင်္သာရီတိုင်းကရင်ပြည်နယ်နှင့်မွန်ပြည်နယ်တွင်ရွာသွန်းမြဲထက်မိုးတုံးစပိုးမိုးရွာသွန်းလာနိုင်ပါတယ်။ ိုးလေဝသသတင်းတွေကိုအချိန်နဲ့တပြေးညီသိရှိရဖို့ကျမတို့ရဲ့ channel လေးကို subscribe လေးလုပ်ထားပြီးအစ်တတင်တိုင်းသိရဖို့အတွက်ဘေးနားကခေါင်းလောင်းလေးကိုနှိပ်ထားပေးပါနော်